happy birthday အမေစုဆိုတဲ့ဗီဒီယိုလေးကိုရိုက်ပို့ချင်တယ်ဒါပေမဲ့မရေတတ်တဲ့အတွက်ကြောင့်တင်ပေးပါလို့ပြောတဲ့သူတွေအတွက် happy birthday အမေစု video file ကိုဘယ်လိုတင်ရမလဲဆိုတဲ့ပုံစံကိုနှမျိုးနဲ့တင်ပေးသွားမှာဖြစ်တယ်ဆိုတော့ပထမဦးဆုံးကတော့ happy birthday အမေစုဆိုတဲ့ video file တဲ့သေးလေးကိုအရင်ရိုက်လိုက်ပါရိုက်ထားပြီးပြီဆိုလို့ရှိရင်တော့ပထမဦးဆုံးကတော့ကွန်ပျူတာနဲ့ဘယ်လိုလုပ်ရသလဲဆိုတာကိုကျွန်မပြသွားမှာဖြစ်တယ် ကိုရဲ့ Facebook ကိုအရင်ဖွင့်မယ်ဖွင့်ပြီးလို့ရှိရင်ရှားတဲ့နေရာမှာ Su 80 Birthday Campaign ဆိုတာကိုကိုကရိုက်ထည့်လိုက်မယ်ဆိုတော့ဒီပုံနဲ့ဒီလိုပုံစံနဲ့ထွက်လာလိမ့်မယ်ထွက်လာပြီးဆိုလို့ရှိရင်နဘေးနားမှာ message ဆိုတာရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီပုံစံထွက်လာမှာဖြစ်တယ်ဒီပုံစံထွက်လာပြီးပြီဆိုလို့ရှိရင်အောက်မှာဒါလေးကိုနှိပ်လိုက်မယ် နေလိုက်တဲ့အခါမှာဒီမှာကိုကိုပို့ချင်တဲ့ပုံတွေထွက်လာတယ်ဆိုတော့ကိုလုတ်ထားတဲ့ဗီဒီယိုလေးကိုနေလိုက်မယ်နေလိုက်တော့အမှ open ဆိုတာရှိတယ်ဒါကိုဖွင့်လိုက်တယ်ဖွင့်လိုက်ရင်ဒါရဒါဒီမှာပါလာပြီ ပေါ်လာပြီဆိုလို့ရှင်ဒီမှာများရှိတယ်ဒီများလေးကိုနှိပ်လိုက်ရင်ရောက်သွားပြီ ကျမပုတ်ပြီးဒီဖြစ်တဲ့အတွက်ကြောင့်ဒါကိုထပ်မနှိပ်တော့ဘူးဒီလိုမျိုးပုံထွက်လာပြီဆိုဒီမှာနှိပ်ပေးပါကွန်ပျူတာကနေမှတင်တဲ့ style ဖြစ်တယ်အခုကတော့ဖုန်းကနေဘလို့ပို့ရမလဲဆိုတော့ကိုပြန်တင်ပေးမယ်နော်ဆိုတော့ပထမဦးဆုံး Facebook Messenger ကိုယဉ်သွားမယ်သွားပြီဆိုလို့ရှိရင် ဒီပုံစံနဲ့ထွက်လာမယ်ဆိုတော့ဒီပုံစံထွက်လာပြီဆိုလို့ရှင်ဒီကဒီများထိုးထားတဲ့၄တောင်အကွက်ကိုနှိမ့်လိုက်လို့ရှိရင်ဒီလိုမျိုးကိုရိုက်ထားတဲ့တပ်ပုံဒီဗီဒီယိုတွေထွက်လာမယ်ဆိုတော့ happy birthday အမေစုဗီဒီယိုကို တွေ့လိုက်တဲ့သူ့ကိုဒီလိုမျိုးထိလိုက်လို့ရှိရင်ဒီပုံစံနဲ့ထွက်လာမယ်အောက်မှာများထိုးထားတဲ့ဒီ sense ဆိုတာကိုနှိမ့်လိုက်လို့ရှိရင်တန်တန်တန်ရောက်သွားပါပြီ ပို့ပြီးဆိုလို့ရှိရင်ဒီပုံစံဖြစ်သွားမယ်နောက်တစ်ပုတ်ပြန်တင်ပေးမယ်ဒီပုံစံဖြစ်လို့ရှိရင်ခဏတော့ငါလိုမျိုးပဲဒီလေးတော့အကွက်ကိုပဲထပ်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီပုံစံထွက်လာမယ်နော်ဆိုတော့ကိုဆက်မဲ့အမေစုရဲ့ဗီဒီယိုကို click လိုက်မယ် click လိုက်ပြီးဆိုလို့ရှိရင်ဒီပုံစံထွက်လာမယ်အခုများထိုးထားတဲ့ဆန့်ဆိုတဲ့ဥစ္စာကို ပြန်နှိပ်လိုက်မယ်တန်တန်တန်ရောက်သွားပါပြီရှင်เนาะဆိုတော့ဒါကိုကြည့်လို့ရှင် ပို့တတ်လိုက်မယ်လို့ထင်တယ်ဘလို့အချိန်နဲ့ရှိတယ်လေ comments မှာထပ်ပြီးမှရေးခဲ့ကြပါဦးเนาะအားလုံးကျေးဇူးတင်တယ်